ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့2025ခုနှစ်ဝေလ6ရက်နေ့ညလေခင်းရဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်တော်ကဝေယံပါအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ဆူစီပါတော်လန်ညလေခင်းမှာလို့ပြည်သူတွေအားလုံးကိုနှုတ်ခွန်းဆက်သလိုက်ရပါတယ်ဟုတ်ကဲ့ပါအားလုံးဒီကနေ့ညလေခင်းရဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုစုတည်တင်ဆက်တော့ပါဆိုတော့တွေ့ရတဲ့ပထမဆုံးသတင်းတစ်ပုဒ်ကိုစုစီကနေစတင်တင်ဆက်ပေးပါဦးခင်ဗျာဟုတ်ကဲ့ပါကိုရရင်ဒီကနေ့ရဲ့ ထူးခြားတဲ့သတင်းတစ်ပုဒ်အနေနဲ့ဆိုလို့ရှိရင်တော့ဒီအကြံဖတ်ဆစ်ရှုံးကောင်စီရဲ့လူမဆန်မှုတွေကိုအားပေးအမြောက်လုပ်တဲ့ကိုဂျိုးရှာအမျက်ထုတ်နေတဲ့ဒီပြည်ပနိုင်ငံတချို့ရှိလာနေတယ်လို့အန်ယူဂျီကောင်ဝဲဝန်ကြီးကသတိပေးပြောဆိုလိုက်ပါတယ်။ဟုတ်ကဲ့ပါ။ဒီຫນွေဦးတော်လိုင်းတစ်ခုလုံးအနေနဲ့ရေရှည်တောက်ခံနိုင်မှုကြောင့်အောင်ဝဲရရှိခဲ့တဲ့အင်းတော်မျိုးသိန်းတိုက်ပွဲကိုနမူနာယူဖို့လိုအပ်လိုအပ်တယ်ဆိုတဲ့အကြောင်းကိုလည်းဝန်ကြီးကနေပြောလိုက်ပါတယ်။ဟုတ်ကဲ့ပါ။အဲ့တော့အင်းတော်မျိုးသိန်းတိုက်ပွဲကမကြသေးခင်ကသိခဲ့တဲ့ အင်းတို့မျိုးသိမ်းတိုက်ပွဲမှာဘာကြောင့်ဝန်ကြီးကဒီအင်းတို့မျိုးသိမ်းတိုက်ပွဲကိုနမူနာယူဖို့ပြောရလဲဆိုရင်အလုံးလည်းသိကြပြီးဖြစ်တဲ့အတိုင်းမှာအင်းတို့မျိုးကိုသိမ်းပိုက်နိုင်ဖို့တော်လိုင်းရေးရေးပေါ်ရင်က၈လလောက်ပိတ်ဆို့ပြီးတော့နော်တနည်းနည်းပါ၈လလောက်ပိတ်ဆို့ပြီးတော့တိုက်ခိုက်ခဲ့ကြရတယ်နောက်ဆုံးမှာတော့အဲ့ဒီဇွဲနှပဲရှိမှုအဲတော်လိုင်းရေးပေါ်ရင်ရဲ့ဇွဲရှိမှုစိတ်ရှည်တီးခံမှုတတိရှိမှုတွေကြောင့်ဒီအင်းတို့မျိုးမြန်မာနိုင်ငံရဲ့ဆိုရ NUG ရဲ့ကိုးကူမြောက်မျိုးဖြစ်နေတယ် သိယူနိုင်ခဲ့တယ်ဒါကြောင့်မလို့လေဝင်ကြီးကဒီမျိုးသိတိုက်ပွဲကိုနမူနာယူဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းပြောလာတယ်လို့ယူဆပါတယ်အဲ့တော့ဒီသတင်းအကြောင်းအရာပြည့်စုံဖို့စူစီကဆက်ပြီးတော့တင်ဆက်ပေးပါမယ်ခင်ဗျာမြမအရေးကကဘာအခင်းအကျင့်နဲ့ဆက်ဆက်လာပြီးစစ်ရှုံးကောင်စီရဲ့လူမဆန်မှုတွေကိုအားပေးအားမြောက်လုပ်ပြီးကိုကျိုးရှာအမျက်ထုတ်နေတဲ့ဒီဒီပနိုင်ငံတချို့ရှိလာနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဦးရီမူကလည်းတတိပေးလိုက်တယ်ဟုတ်ကဲ့ပါ မနေ့ကပြည်သူ့ကာကွယ်ရေးတပ်မတော်လေးနှစ်ပြည့်မိဘမအခုလိုပြောခဲ့တာဖြစ်ပါတယ်။ချက်ရုံးကောင်စီအနေနဲ့ငလင်ကြီးလှုပ်ခတ်ချိန်မှာပြည်သူတွေအပေါ်စေတနာမဲ့မှုစွမ်းဆောင်ရည်မှုဆွဲဆောင်ရည်မဲ့မှုနဲ့အင်အားချိနဲ့မှုတွေကိုမဖုံးနိုင်မဖိနိုင်ပေါ်လာတဲ့အကြောင်းကိုသူ့အားနဲ့ချက်ကိုဖုံးကွယ်ဖို့ပြည်သူတွေကိုလေချောင်းတိုက်ခိုက်မှုတွေပြုလုပ်မှုကတိုးလာနေကြောင်းဒီချိန်မှာစစ်ကောင်စီရဲ့လူမဆန်တဲ့အပိအမြောက်ပြုလုပ်နေတဲ့ကိုကျိုးရှာအမျက်ထုတ်နေတဲ့ဒီပြည်ပနိုင်ငံတချို့ရှိလာကြောင်း ွေကြီးကနေပြီးတော့ဆိုးလိုက်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဘယ်နိုင်ငံကြီးဖြစ်မလဲဆိုတော့ဒီလိုတို့ရေကျွန်တော်တို့အတိအကျရှင်းပြရစရာမလိုတော့ပါဘူးမဟာလာကပထွေးခုံပြီးတကယ်တိုင်းပြည်ရဲ့သင်္ကန်းစာရတွေစီးပွားရေးလုပ်ပိုင်ခွင့်တွေကိုဘလောက်ထိတောင်းပြီးပြီးတော့အဲသူ့ရေကိုကြိုးစီးပွားကိုကာကွယ်ဖို့အတွက်အဲ့ဒီနိုင်ငံတွေကိုချိတ်ကပ်ထားရလဲဆိုတော့ကျွန်တော်တို့မသိနိုင်တဲ့အချက်လက်တွေပါအဲ့တော့အဲ့ဒီဒီပနိုင်ငံတွေကလည်းဝန်ကြီးပြောသလိုမျိုးစစ်ရှုံးကောင်စီကိုအားပေးအားမြောက် လုတ်ပြီးတော့ဒီလူရုံမာနဲ့ပေါင်းပြီးတော့ကျွန်တော်တို့နိုင်ငံပေါ်မှာအမျက်ထုတ်ဖို့အတွက်တကယ်ချောင်းမြောင်းနေကြတဲ့နိုင်ငံတွေရှိလာပါတယ်ဒါကလည်းကျွန်တော်တို့တော်လှန်ရေးအောင်ပွဲမရမချင်းတော့ပို့ပြီးတော့စူးစူးဘွားဘွားခံရအောင်ပါဒါကြောင့်မလို့အောင်ပွဲရတော့မြန်မြန်ချီတက်နိုင်မှာပဲမြန်မာနိုင်ငံအေးချမ်းပါမယ်မဟုတ်ရင်တော့အခွန်မဲကြံမဲနိုင်ငံတော်လားမျိုးဆက်တွေအတွက်ဘာမှတည်ရန်စာတမရှိလို့လည်းနိုင်ငံတစ်ခုထိတော့ဖြစ်သွားနိုင်ပါတယ်နောက်ဆုံးအဆုံးဆုံးကြည့်ဆိုလို့ရှိရင် ပြည်ပနိုင်ငံကြီးတွေရဲ့နဝကြီးအုပ်ဘူးအောက်မှာမြေပေါ်မှာပျောက်သွားနိုင်တဲ့အထူးဆိုရင်ဒီဟာကောင်းပါတယ်အဲ့တော့ဝင်ကြီးပြောခဲ့တဲ့အကြောင်းအရာကိုသိစိတ်ကိုစူစီကလည်းဆက်ပြီးတော့တင်ဆက်ပေးပါဦးခင်ဗျာဝင်ကြီးကအခုဆိုလို့ရှိရင်မြမအကြီးဟာကမ္ဘာအခင်းအကျင်းနဲ့လည်းဆက်ဆက်လာတယ်ပြည်သူတွေရဲ့ဆန္ဒသဘောထားကိုလစ်လျူရှုပြီးမြမပြည်အပေါ်ဩဇာလွှမ်းမှုကိုကျိုးစည်းဝါအမျက်ထုတ်ဖို့ရည်ရွယ်ချက်နဲ့စစ်ကောင်စီရဲ့လူမဆန်မှုတွေကိုလူမိုက်အားပေးလုပ်နေတဲ့ဒီပြည်ပနိုင်ငံတချို့ရှိလာတယ်ဆိုတာကိုလည်း ်တတိကြီးကြီးထားရမယ် PDF တက်မတော်အဖို့တော့ကိုလန်းချောင်းကိုမရွက်မဆောင်အားကောင်းမောင်းတန်ချီတက်ကြဖို့ပဲဖြစ်လိမ့်မယ်အင်းတော်အောင်ဝဲကိုပြန်ကြည့်ရင်တောက်ခံနိုင်ကျွမ်းကအဆုံးအဖြတ်ဖြစ်ခဲ့တယ် PDF ရဲဘော်တဦးချင်းအနေနဲ့လဲစိတ်ရှည်ဖို့ဇွဲကောင်းမှုဘလို့အခက်အခဲမျိုးကြုံပါစေကြံ့ကြံ့ခံဖြတ်တမ်းဖို့လိုအပ်တယ်လို့ဥယျာဉ်မူကတော့ပြောလိုက်ပါတယ်ဟုတ်ကဲ့ပါဒါကတော့မနေ့ကကျွန်တော်တို့၄နှစ်ပြည့်တယ်ပြည်သူ့ကော်မတီကတော့ PDF PDF the fan food ၄နှစ်ပြည့်အခမ်းအနားမှာမိကုန်းပါ ဝင်ကြီးကနေပြီးတော့ပြောဆိုခဲ့တဲ့စကားတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ online ရဲဘော်တွေ PDF တွေအားလည်းဇွဲကောင်းပါတယ်တက်တည်ရှိသလိုဇွဲကောင်းလို့စိတ်လည်းရှိပါတယ်။ဘာကြောင့်လဲဆိုရင်တော်ရင်မှာကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့ရဲဘော်တွေနဲ့အတူတူရှိခဲ့တဲ့အတွေ့အကြုံတွေရတော်တော်လေးကိုစိတ်ရှိဇွဲကောင်းကြပါတယ်။အဲဒါကတော့ဝင်ကြီးရဲ့ထပ်ပြီးတော့တတိပြေစကားနဲ့အတူဥပမာပေးသွားတဲ့အင်းတို့ယူသိမ့်တိုက်ခွဲကိုပြန်အမှတ်ရပြီးဒီကလာမှာတချို့အခက်အခဲတွေလိုအပ်မှုတွေရှိနေရင်လည်း တို့တွေဇွဲကောင်းမှုလို့ပါတယ်အနေနဲ့အရေးရပါဘူး PDF တွေမဟုတ်ပါဘူးကျွန်တော်ထောက်ပို့လုပ်တဲ့ပြည်သူတွေတခြားနိုင်ငံဝန်ထမ်းနေကြတဲ့ CDN တွေအလုံးစုံဟာကြက်ကြက်ခံနိုင်ဖို့နဲ့ဇွဲကောင်းဖို့စိတ်ရှိတီးခံနိုင်ဖို့လည်းအများကြီးလိုအပ်တယ်ဆိုတဲ့အကြောင်းကိုဒီစနေ့မှာကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဝင်းကြီးကနောက်ဆုံးပြောထားတာလေးရှိပါသေးတယ်အဲ့ဒီအကြောင်းအရာလေးကိုလည်းပြည်သူကိုဆက်ပြီးမျှဝေပေးပါအောင်ဟုတ်ကဲ့အင်းတော်အောင်ပွဲနေတူတော်လိုင်းရဲ့တစ်ခုလုံးရဲ့အောင်ပွဲကိုလည်းငါတို့ရဲ့တောက်ခံနိုင်စွမ်းကပဲအဆုံးဖြတ်ပေးလိမ့်မယ် ငါတို့မှာမုံမြတ်တဲ့အိမ်မချက်ရှိတယ်။ငါတို့မှာကိုနှုတ်နှလုံးနဲ့တောက်ခံထောက်ခံပါဝင်နေတဲ့တော်လန်ပြည်သူတွေရှိတယ်။ငါတို့မှာနိုင်ငံအနှံ့တက်ပြတ်နေရာယူထားတဲ့တော်လန်ရဲဘော်တွေရှိတယ်။ငါတို့ရဲ့စစ်ပညာနဲ့တိုက်စွမ်းရည်ကိုဆက်လက်နှစ်တင်ကြရမယ်။ငါတို့ရဲ့ရုပ်ဝတ္ထုပစ္စည်းလိုအပ်ချက်တွေကိုနှီးမျိုးစုံနဲ့ဖြည့်ဆည်းကြရမယ်။ PDF တမတော်နဲ့မဟာမိတ်တွေပိုချစ်ကြည်ပိုစည်းလုံးပိုဟန်ချက်ညီပြီးတိုင်းနိုင်ငံလုံးအတိုင်းအတာနဲ့ ်မဟာဗျူဟာမြောက်တိုက်ပွဲဝင်ကြရင်အဆုံးသတ်အောင်ပွဲကတိုင်းရင်းသားပြည်သူလူထုတရက်လုံးဖြစ်လိမ့်မယ်လို့ယုံကြည်တယ်လို့ဥယျာဉ်မှူးကနေပြီးတော့ပြောဆိုထားတာတွေ့ပါတယ်။ဟုတ်ကဲ့ပါဒီမဆူစီအဲ့တော့ပြည်သူ့ကော်မတီတက်မတော်ဖွဲ့စည်းရလေးနဲ့ပြည့်ခဲ့ပြီးပြီးဒီနေ့ပြည့်ပြီးတဲ့အချိန်မှာအင်အားအပြည့်ဆိုလို့ရှိရင်တရင်ပေါင်း၄00ကျော်ဖွဲ့စည်းနိုင်ခဲ့ပြီလေဖြစ်ပါတယ်။ဒါကတော့တကယ်ကိုအားကောင်းမောင်းနိုင်ဖြစ်တဲ့တက်မတော်ကြီး ဖြစ်လာတာပါပြည်သူကာကွယ်ရေးပြည်သူကိုကာကွယ်မဲ့တပ်မတော်ကြီးဖြစ်လာတဲ့အနေထားပါအဲ့တော့နောက်ထပ်တရင်တွေကိုကိုဝင်ကနေဆက်ပြီးတော့တင်ဆက်ပေးခြင်းပါတယ်အဲ့တော့သခိုင်းအညာဒေတာဘက်မှာဖြစ်ွားတဲ့ဗကြမဆက်ရှုံးကောင်စီရဲ့ပြည်သူလူထုအပေါ်မှာပြစ်ခတ်တပ်ပြတ်မှုဖြစ်စဉ်တရင်တွေကိုဆက်ပြီးတော့တင်ပြပါရစေစကိုင်းတိုင်းစကိုင်းမြို့နယ်မှာချမ်းပတ်စစ်ချုပ်ကောင်စီတပ်ကစစ်ကြောင်းထိုးပြီးတော့လေကြောင်းလက်နက်ကြီးတွေနဲ့ပြည်သူတွေနေထိုင်ရာကျေးရွာတွေကို ုံကျက်ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ပြည်သူသုံးဦးတေဆုံးပြီးကံကြီးဝန်ကြီးပါဘူးမိရှုနေကြောင်းဒေသခံပြည်သူတွေကပြောဆိုကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုရရင်စူစီတို့ဒီနေ့စဉ်ကိုရန်တို့စူစီတို့နေ့စဉ်သတင်းတွေစူစီရတဲ့အခါမှာလည်းဒီစစ်ကောင်စီကနေပြီးတော့ဒီစစ်ရှုံးကောင်စီကနေပြီးတော့ပြည်သူတွေကိုမတက်တဲ့ရဲ့ရဲလို့မရှိဘူးပေါ့နော်မရှိပါဘူးနေ့စဉ်ကိုတက်ပြတ်နေကြတာပါပြီးခဲ့တဲ့လတုန်းကလည်းဒီမြန်မာနိုင်ငံမှာဒီအင်အားပြင်းငလင်ကြီးကလှုပ်ခတ်ခဲ့အဲ့ဒီအချိန်မှာလည်းပြည်သူတွေကထောင်ထဲချီတည်ဆုံးနေခဲ့ရတယ်ပေါ့နော် ဟုတ်အဲ့လိုမျိုးသစ်ဆုံးပြီးတော့သူတို့တွေအပြစ်ရတဲ့ဆိုပြီးတော့ထပ်ပြီးတော့ကျင်ညာချက်တွေထုတ်ကြတယ်ဒါပေမဲ့တစ်ဖက်မှာတော့ပြည်သူတွေနေ့စဉ်ရက်ဆက်ငုံကြဲတာတွေဒီလက်လက်ကြီးနဲ့ပြစ်တာတွေဒီလေချောင်းတိုက်ခိုက်တာတွေအမျိုးမျိုးလုပ်ခဲ့အဲ့ဒီလိုလုပ်ခဲ့တဲ့အခါမှာပြည်သူတွေကဒီနေ့အချိန်ထိဒီလပိုင်းလေးအတွင်းမှာပဲတည်ဆုံးခဲ့တာ286ဦးထိတောင်ရှိခဲ့ရပြီပေါ့နော်286ဦး300နီးပါးပေါ့လပိုင်းအတွင်းကိုပြည်သူအသက်တွေအပြစ်မဲ့ပြည်သူတွေအဲ့မှာဆိုကလေးငယ်တွေပါမယ်ကိုယ်ဆောင်မျိုးသမီးတွေပါမယ်တကယ်ရဟန်းတန်ခါးတွေပါမယ်အမျိုးမျိုးလူထုကို တက်ပြတ်တာလာပိုင်းတွဲဝင်တွုံးရနေပါတော့ဒီလိုလေးသိဆုံးရပါတယ်ဟုတ်ကဲ့အခုဆိုလို့ရှိရင်လည်းစစ်ကောင်စီကနေပြီးတော့အဲ့ဒီစစ်ရှုံးကောင်စီကနေပဲထပ်ပြီးတော့အပြစ်ခတ်ရက်စဲရတက်တန်းတွုတ်လိုက်တယ်ဒီမေလ9ရက်နေ့ကနေပြီးတော့ဒီ31ရက်နေ့ချိုးဆိုပြီးတော့သူတွုတ်လိုက်တာဒီသူ့ရဲ့စစ်ကောင်စီရဲ့ဒီဘယ်လိုဘာလားပြတ်ဆန်တဲ့တွေကနေပြီးတော့ဒီ MRTV ကနေပြီးတော့ထုတ်ပြန်လာတယ်ပေါ့နော်ဟုတ်ကဲ့ဘာလို့ပြည်သူလူထုကအပြစ်ရက်ပါပြီအပြစ်ရက်ပါပြီဆိုပြီးတော့ကြေညာချက်ထုတ်တိုင်းပါပို့ပြီးတော့ကြောက်နေ စိတ်တွေဖြစ်နေရတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီငလျင်ပြီးတဲ့ကာလမှာထောင်ထဲချပြီးတော့သူတွေတဘာဝဘေးကြောင့်တင်ဆုံနေတဲ့အချိန်မှာကိုအပြည့်ရပါပြီပြောပြီးတစ်ဖက်မှာနေစင်နေများပြည်သူတတ်ဖြတ်ကြတယ်။အခုလည်းအပြည့်ရပြီလို့ပြောပြန်ပြီးအဲ့တော့ကျွန်တော်တို့ပြည်သူတွေအပြည့်ရဆိုတဲ့စကားကိုကြားရင်ပို့ပြီးတော့ကြောက်ရွံ့ထိတ်လန့်နေရတဲ့အချိန်တွေဖြစ်ပါတယ်။ဒါဆိုဒီကနေ့မှာရောဒီဟုတ်စကိုင်းတိုင်းဘက်ကဘလောက်တောင်ထိခိုက်လေးရှိသွားလဲပို့ရင် โอเคပါအဲ့တော့ဒီနေ့စကိုင်းတိုင်းနဲ့မှာဖြစ်ခဲ့တဲ့တွေ့ကိုကျွန်တော်ဆက်ပြီးတော့ပြောပြချင်ပါတယ်ဒါကတော့ဒီနေ့မေလ6ရက်နေ့မနက်9:00ချိန်တော့ကစပြီးစကိုင်းမြို့နယ်ကန်ကြီးကုန်းကြီးရွာကိုအချမ်းပတ်ဆက်ရှုံးကောင်စီတပ်ဖွဲ့တွေကဝင်ရောက်စီးနင်းပြီးတော့မီတင်ရှုပ်နေတယ်လို့သိရပါတယ်အဲ့ဒီကျမဆေရောက်ပါစီတဲ့စကြောင်းဟာအဲ့25ရက်နေ့ကစပြီးစကိုင်းမြို့တက်မှ33ကနေအင်အား80လောက်နဲ့ထွက်ခွာလာတာဖြစ်ပြီးစစ်ကြောင်းထိုးပြီးတော့ထွက်လာတဲ့အချိန်လေးကြောင်း လက်နဲ့ကြီးနေဘုံကျဲပြက်ခတ်တိုက်ခိုက်တာကြောင့်ပြည်သူ၃ဦးသေဆုံးခဲ့ရပါတယ်မနေ့ကပဲနော်ငါးရက်နေရတယ်ဒီနေ့မနေ့မှာအပြည့်ရတဲ့လူကျင်ညာပြီးဒီနေ့မနေ့မှာပဲပြည်သူကိုတတ်တယ်ဖြတ်လိုက်ပြန်လို့ရကျွန်တော်တို့ထပ်ပြီးတော့တွေ့ရတယ်အဲ့တော့ဒေသခံတွေပြောပြလာတာကိုလည်းကျွန်တော်ဆက်ပြီးတော့တင်ဆက်ချင်ပါတယ်ဒီနေ့မနေ့9နိုင်လောက်ကစပြီးစကိုင်းမြို့နယ်ကန်ကြီးကုန်းရွာကိုစစ်တပ်ကမိရှုနေတာမိကများတော့များတယ်ရွာထဲမှာလက်နက်ငယ်ပြစ်ခတ်တာကြီးလေကြားရတယ် ရွာသူရွာသားတွေကရွာထဲမှာမနေတော့တာကြာပြီးနှစ်နှစ်လောက်ရှိပြီအရင်လေးတွေကလေချောင်းကနေရာတကာကျဲတာအုံတော်63395အမြောက်တက်နေရာအဲ့ဒီနေရာကနေနေရောညရောဟောက်ဇာနဲ့နဲ့ကြီးတွေနဲ့တွေ့တာစကိုင်းတက်မှာ33ကထွက်လာတဲ့စခါတွေကဘဒူခွေးချံကိုသွားကျင်နေတာလို့ဒေသခံပြည်သူတွေကသူတို့ဒေသမှာဖြစ်တဲ့ဖြစ်စဉ်အခြေအနေအကြောင်းအရာတွေကိုပြောဆို တရင်ပြဖို့ပါလေခင်ဗျာအဲ့တော့ Jamaica Social Coffee တက်ကလေကြောင်းလေးနဲ့ကြီးနေတိုက်ခိုက်မှုကြောင့်ကန်ကြီးကုန်းရွာကပြည်သူ2ဦးကျောက်ပလန်ကျေးရွာကပြည်သူ2ဦးတည်ဆုံးခဲ့ပြီးပြည်သူ2ဦးတန်ရာရရှိကနွားနာကောင်လေးတည်ဆုံးခဲ့ကြောင်းစစ်ရှုံးကောင်စီစစ်ကြောင်းကြောင့်စည်ရေးကျေးရွာရာသီကျေးရွာကျောက်ပန်ကျေးရွာနဲ့ကန်ကြီးကုန်းကျေးရွာကပြည်သူတွေဘေးလွတ်ရာကိုဖက်ပြေးတိတ်ဆောင်နေရတယ်လို့သိရပါတယ်ခင်ဗျာတစ်ဆက်သေးမှာပဲနောက်ထပ်စခိုင်းတိုင်းလေးကမြိုင်နဲ့ပခုတ်ကူမြို့နယ်အဆက်မှာရှိတဲ့ sorry မကွေးတိုင်းတွေကမြိုင်တဲ့ပကုတ်ကူမြို့နယ်ဆက်မှာရှိတဲ့ကျေးရွာနယ်မှာကိုစစ်ရုံးကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်တယ်ဆိုရင်တိုင်းကိုလည်းတစ်ဆက်တည်းနဲ့ပြောပြချင်ပါတယ်မကွေးတိုင်းမြိုင်မြို့နယ်နဲ့ပကုတ်ကူမြို့နယ်ဆက်မှာရှိတဲ့ကျေးရွာနယ်မှာကိုအကြမ်းဖက်စစ်ရုံးကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်အဆောက်အုံတွေထိခိုက်ပျက်စီးကြောင်း we left မြိုင်ပွဲတာဝန်ရှိသူကပြောပါတယ်မင်းလာငါးရက်နေ့ည၈နာရီချိန်တော့မှာမင်းရကြဘူးနော်မြိုင်မြို့နယ်နဲ့ပကုတ်ကူမြို့နယ်မှာရှိတဲ့ ဆောင်ချမ်းကုန်းရွာနဲ့ရွာသစ်ရွာကိုကျမ်းမဆရှုံးတော်စီတက်ကလေရင်နဲ့ဘုံကျင်းတက်ခိုက်ခဲ့တာဖြစ်ပါတယ်ဒီသတင်းပါတော့ဒီဖြစ်စဉ်ပါတော့အဲဒီနေ့နေ့ပျက်စီးဆုံးရှုံးခဲ့တာပဲရှိပါတယ်ဒီသူမထိခိုက်လို့တော်ပါသေးတယ်လို့ဆိုရမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဒီနေ့နေ့လည်းကမှတွေ့ရတဲ့ထူးခြားတဲ့သတင်းတွေကိုစုတရားနေနဲ့ဆက်ပြီးတော့တင်ဆက်ပေးပါအောင်ခင်ဗျာနောက်ထပ်ထူးခြားတဲ့သတင်းတစ်ပုဒ်အနေနဲ့ဆိုတော့ဒါကတော့ဒီနိုင်ချင်းဘက်ကသတင်းတစ်ပုဒ်ပေါ့နော်ဒီထောင်ပြင်ပဆေးရုံ ကိုသူကရောက်တာနောက်ကြပြီးတော့ဒီကတာထောင်မှာပဲနိုင်ဂျီတူကတည်ဆုံးခဲ့ရတယ်ဆိုတဲ့ဒင်းတစ်ပုတ်ဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့အဲ့ဒီဒင်းကိုဆိုဒီအဲဒီစိတ်ဆက်ပြီးတော့ပြပြပြပါအောင်ဖြစ်သွားတာတော့ဒီစကိုင်းတိုင်းကတာမျိုးအချင်းထောင်မှာ ထောင်ဒဏ်15နှစ်ချမှတ်ခံရတဲ့နိုင်ငံသားအကျဉ်းသားနိုင်ငံရေးအကျဉ်းသားကိုဟင်းမင်းသူလို့ခေါ်ပါရယ်ဧပြီလ26ရက်နေ့မှာသူကတည်ဆုံးခဲ့ရတယ်လို့ဒီမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားကွန်ရက် PPNM ကနေပြီးတော့ဒီမေလမနေ့က9ရက်ပေါ့နော် ်မေလ9ရက်နေ့မှာထုတ်ပြန်ထားတာတွေ့ရပါတယ်အသက်33နှစ်အရွယ်ရှိတဲ့ကိုဟဲမင်းသူဟာအတက်ယောဂါကြောင့်အတင်းထောင်အတွင်းမှာသတိမေ့မြော်သွားတဲ့အချိန်ထောင်ပြင်ပဇေယုံကိုတွားရောက်ကုသခဲ့ပေမဲ့သတိပြန်မရလာပဲအသက်ဆုံးရှုံးခဲ့ရတာလို့ဆိုပါတယ်လို့အာရေးသားထားတာတွေ့ပါတယ်။ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကိုဟိမင်းသူကတက်ယောဂကြောင့်ဇေယုံပို့တဲ့အချိန်ပြဆုံးသွားတဲ့အချိန်ကြီးမိသားစုတွေနဲ့ဆက်သွယ်လုံးဝမရရှိခဲ့ဘူးလို့ဒီ PPM အနမ်က ကိုတိုက်ထွန်းကပြောတယ်ကျွန်တော်တို့တွေ့ရမှာအဲ့တော့နိုင်ငံရေးကျင်းသားတွေမှာဆိုလို့ရှိရင်အသက်ဆုံးရှုံးရတာအများစုကဒီစစ်ရှုံးတော်စီဘက်ကအကြည့်ရုပ်ပြီးတော့စေဝါကုသမှုတွေလုံလောက်မှုမရှိတဲ့စေဝါကုသမှုတွေဒီစေဝါပြောရမယ်စေဝါကုသမှုလုံလောက်မရတာလေအချိန်ပြီးဒီပြမစေယုံတွေကိုပို့မပေးတာလေဒါဆိုတမင်တက်တက်အကြည့်ရုပ်ထောင်ထဲမှာအကျင့်တော်တွေထဲမှာကြက်ခံတဲ့နိုင်ငံရေးကျင်းသားတွေဆိုတာစစ်ကြောရေးရတယ်ပြီးတော့ကြော်ပြတ်လာတယ်စစ်ကြောရေးတွေမှာသူတို့ဒီ2021 22ကာလတွေမှာ မ်းမိလို့ဆိုရင်အမျိုးမျိုးနှိမ့်ဆက်ကြတယ်မသိဘူးတမင်နှိမ့်ဆက်ကြတယ်အဲ့ဒီထံရတိုက်ချက်တွေကစေဝကုတ္တမှုလေကောင်းကောင်းခံယူပေးမရခဲ့ဘူးမပေးဘူးမပေးတဲ့အခါကျတော့ဒီတန်တွေပြန်ပေါ်လာမှုရှိတယ်ငကိုအခန်းဒီယောဂကံရှိတဲ့နိုင်ငံကျင်းသားတွေဆိုရင်လေထောင်ထဲမှာယောဂဝေဒနာလေးကိုခံစားရတယ်ပြည့်ပြည့်ထန်ခံစားရတယ်နောက်ဆုံးမရတော့တတိမပြောတဲ့အရန်ဆိုးရတဲ့အခြေအနေဖြစ်လာပါပဲဒီအကြံဖက်စချုံးကောင်စီတက်ထောင်အနာပိုင်းတွေကပြင်းပစေုံလွှဲတယ် ကျွန်တော်တို့အဲအရင်လာတဲ့ကဆိုလို့ရှိရင်မန္တလေးကိုကြည့်ကြတော့ဒါဆိုမြင့်မောင်ဆိုနေအဲ့လိုပြောပေးခေါင်းထဲမှာဒဏ်ရာဒဏ်ရက်တွေနဲ့နောက်ဆုံးမရတော့ဘူးဆိုတဲ့အခြေအနေကြောင့်တခါတည်းပြပစေးုံကိုပို့လိုက်တဲ့လူကြီးချက်တာကိုပေးတယ်ဆိုပြီးထောင်ထဲမှာဒီစေးုံတွေမှာအသက်ငင်နေရတဲ့အချိန်ကြမှာသွားပြီးလူကြီးချက်တာကိုပေးတယ်ဆိုပြီးနာမည်ကောင်းယူဒါတွေကစက်ကစရှုံးကောင်စီရဲ့လုပ်ရည်တွေကြောင့်ကျွန်တော်တို့ဒီဒီမိုကရေစီတိုက်ပွဲအတွင်းမှာတော်လှန်ရေးတိုက်ပွဲတွေအတွင်းမှာပြစ်ဆက်ခဲ့တဲ့ ကိစ္စရတယ်ဒီနိုင်ငံရေးအကျဉ်းသားတွေအသက်ဆုံးရှုံးရမှုတွေဟာတော်တော်လေးကိုညားနေပါပြီအခုဆိုလို့ရှိရင်လည်းကျွန်တော်တို့ကိုဟိမင်းသူကလည်းဒီထက်မှာအပါအဝင်တယောက်ဖြစ်ပါတယ်အဲ့တော့ तू ဘယ်လိုမျိုးယောဂနဲ့ဘယ်လိုမျိုးဖြစ်တယ်ဆိုတာကိုသူစီဆက်ပြီးတော့ပြောပြပေးပါဦး ဒီအကျဉ်းထောင်တွေမှာပေါ့အရေးပေါ်ဖြစ်နေတဲ့အခြေအနေမျိုးမှာတော့ဒီဆရာဝန်မရှိကြတဲ့ဒီအို့ဖို့အကျဉ်းထောင်လိုမျိုးကြီးမားတဲ့ထောင်တွေမှာတော့မှဆရာဝန်၃ကနေပြီးတော့၅ဦးဝဲတဲ့အထိလောက်ပဲရှိရပါတော့ထောင်အနာပိုင်းတွေနဲ့ဆရာဝန်တွေစီမံခန့်ခွဲမှုညံ့ဖျင်းတာတွေထောင်တွင်းဆေးဝါးလုံလောက်စွာမရရှိရတဲ့အာဟာရညော့နေတဲ့အစားအသောက်တွေကိုစားရတာတွေကြောင့်ဒီနိုင်ငံရဲ့အကျဉ်းသားတွေတည်ဆုံးမှုကပိုပြီးတော့ဖြစ်စေတယ်လို့လည်းသိရပါတယ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ကလည်းပြောတဲ့အတိုးတက်တဲ့အခြေအနေတွေတိုင်းပါပဲအဲ့တော့ကိုဟိမိသူအနေနဲ့ဘယ်လိုဖြစ်လို့ အဲနိုင်ငံရေးကျင်းသားဖြစ်ရတယ်ဆိုတဲ့အကြောင်းအရာလေးလည်းရှိပါတယ်ဆိုပြီးဆက်ပြီးတော့တိဆက်ပေးပါဦးကိုဟေးမင်းသူကဒီ CDM ကျောင်းဆရာတအုပ်ဖြစ်တယ်ပြီးခဲ့တဲ့ဒီ2023ဇွန်လ5ရက်တိကနေပြီးတော့ဒီစစ်ကောင်စီရဲ့ဖမ်းဆီးရအောင်ခံခဲ့ရတဲ့သူဖြစ်တယ်2024ခုနှစ် March လ28ရက်နေ့မှာဆွဲဆိုထားတဲ့သူရဲ့ပုံမှားက90ည92ကနဲ့92ခတဲ့သူကပုံမှား3ခုလောက်တက်ခံထားရတယ်ပေါ့နော်ထောင်တန်းကလည်း15နှစ်ချမှတ်ခံရရသူဖြစ်တယ်လို့လည်းသိရပါတယ် โอเคပါအဲ့တော့ကျွန်တော်တို့ចောင်းសៀរတယောက်ဖြစ်တယ်နိုင်ငံပါးកောင်းတွေကိုပြုစုပြုထောင်ပြီးမဲ့လက်တစုံဖြစ်တယ်အဲ့တော့ဆက်အားရှိចောင်းအသက်ဆုံးရှုံးရတယ်နှမျိုးတွေဟာတိတ်ကိုကောင်းပါတယ်အဲ့တော့ထောင်ထဲမှာအခြေချခံရပြီးတော့နိုင်ငံပါးកောင်းတွေပညာတက်ပညာရှိတွေဆုံးရှုံးရတာတိုင်းပြည်အတွက်အများကြီးများစွာနေနာပါတယ်ဒီနေ့ဆိုရင်လည်းကျွန်တော်တို့ဟိုရခိုင်ရခိုင်မှာရှိတဲ့ဝိုင်းရနိုင်ငံရေးသမားဦးလာဆောင်အသက်ဆုံးရှုံးရတယ်သူဆိုရင်လည်းတကယ်ကိုတော်ပြီးတော့ငွေတွေက ဒီ scholarship တွေရပြီးလို့ရှိရင်ကျောင်းသားနိုင်ငံရေးလှူရှားမှုတွေမှာတက်တက်ကြွကြွနဲ့ပါဝင်အကျောင်းဆရာဖြစ်နေအယူထုတ်ပြီးတော့ကျွန်တော်တို့နိုင်ငံရေးမှာဆော့ဆော့တပံပြုလုပ်ခဲ့ရတယ်သူတွေပါခက်ကောင်းတဲ့အချင်းအချင်းခါကောင်းတယ်ဆိုရင်ဒီလူတွေကသက်ဆုံးရှုံးခြင်းပါဆုံးရှုံးအောင်မဲ့သူတွေပါသူတွေဆရာနာတဲ့ကာလမှာတော့စိတ်မချမ်းမြေမှုတွေအဲခုနဝန်ဆောင်မှုလုပ်ငန်းတွေဆိုရတယ်လုံဆောင်ပေးရမယ်ကျမကြီးဆောက်ချမှုဝန်ဆောင်မှုလုပ်ငန်းတွေနောက်ကရေမီးကအစလူမှုဘဝတွေ အကုန်လုံးပြည့်ရွေးသွားတဲ့အခါမှာမတည်ဆုံးတင့်သေးပဲနဲ့ဆုံးရှုံးခဲ့ရတဲ့တိုင်းပြည်ရဲ့ဘာကောင်းတွေအများကြီးရှိနေပါပြီအဲ့တော့ဒီကနေ့နေ့လယ်ခင်းရဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးဖို့ပါနောက်ဆုံးသတင်းတစ်ခုကိုရောက်ရှိလာပြီဖြစ်ပါတယ်ဒီသတင်းကိုတော့ကျွန်တော်ဆက်ပြီးတော့တင်ဆက်ပေးခြင်းပါတယ်ဒါကတော့ဒါရိုက်တာဇင်ယောမောင်မောင်ရေတိုက်မှုဖြစ်ပြီးတော့ပေါင်လေရိုးကျိုးသွားတယ်နောက်ထပ်၃ယောက်လည်းထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုပြောပြခြင်းပါတယ် နေပြီးတော့သမုဒ္ဒရီမြို့နယ်ဆေးရုံအနီးမှာမေလ9ရက်နေ့ညနေပိုင်းကဒါရိုက်တာဇင်ယောမောင်မောင်ရေတိုက်မှုဖြစ်ပြီးဘယ်ဘက်ပောင်လေယူကျူသွားတယ်လို့သိရပါတယ်ခင်ဗျာအရင်တိုင်းကမနေ့ကညနေ9နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ကြောင်းလက်ရှိနေပြီးတော့ဂရင်းထောင်ဆေးရုံမှာဆေးကုသမှုခိုင်နေပြီးအသက်အန္တရာယ်တော့စိုးရိမ်စရာမရှိကြောင်းတားဖြစ်တဲ့မင်းသက်မောင်မောင်ကပြောဆိုတာကိုတွေ့ရပါတယ်သူပြောပြထားတာကတော့နေပြီးတော့မှဘယ်ဘက်ရင်ကျောကဒီမောင်းလာတဲ့ရင်ကအရှိကအကိုကြော်တက်တာ ညာဘက်မှာမောင်းနေလာတဲ့ဖြေးစီးနေလာတဲ့ရေကိုပြင်းထန်စွာဝင်ရောက်တိုက်ခတ်ခံရပါတယ်။အဖေဒဏ်ရာကြီးကြီးမားမားဖြစ်မသွားပါဘူး။အဖေကို CT scan စစ်ပြီးချိန်မှာအသက်ကြီးအရေးကြီးတဲ့ဆေးပိုင်းတွေဆိုးရိမ်စရာရှိပဲဘယ်ဘက်မောင်းလဲရိုးကျိုးသွားတယ်လို့မင်းသားမောင်မောင်ကသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာမှာရေးသားပေါက်ပြထားတာတွေ့ရပါတယ်။အဲ့တော့ရင်တိုင်းမှုကဇေယောမောင်မောင်နဲ့အတူနောက်ထပ်မျိုးသား၃ယောက်လည်းထိခဲ့ဒဏ်ရာရရှိပြီးအားလုံးကိုနေပြီးတော့ဂရင်းတထောင်ဆေးရုံမှာဒီလူမှုကွန်ရက်အသင်းတွေကပို့ဆောင်ပေးခဲ့တယ်လို့ ိရပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ဒီကနေ့2025ခုနှစ်မေလ6ရက်နေ့နေ့လယ်ခင်းမှာတွေ့ရှိရတဲ့သတင်းပြဿနာကိုကျွန်တော်ဝေယံတဲ့အတူညီမစုစီကစူးစစ်ပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာပြည်သူများအားလုံးစေရောကိုပါကြားမှာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလောက်အောင်မှအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ကျမတို့မောင်နှမကနေပြီးတော့စုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်